Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဘန်ကောက်မြို့ထဲမှာရှိတဲ့အထက်အမြင့်ဆုံးတွေအများကြီးရှိတဲ့နေရာမှာဒုတိယမြောက်အမြင့်ဆုံးဖြစ်တဲ့ခင်းပါဝါမဟာနခွန်စီကိုတွေ့လိုက်မှာဖြစ်ပါရှင် ဲရောက်ပါပြီအခုမြင်နေရတဲ့အတိုင်းဟိုးအပေါ်ဆုံးကနားလေးကိုတောင်းပါပေါ့နော်အခု Losses Snow Fury ကအရင်ရက်လို့ရတဲ့နေရာနားလောက်မှရက်မယ်အပြင်အထဲကိုဝင်မယ်လက်မှတ်လေးတွေဝင်မယ်အပြင်အပေါ်ကိုတက်မယ်အပေါ်မှာ Sky Watch ရှိတယ်အိုက်မှန်တရားရှိကိုတွားကြမယ်ကဲရောက်ပါပြီ ကဲကြတဲ့ငွေဘတ်1500ကိုပေးပြီးတော့ကားဘွားစင်အဆောက်အုံနဲ့ဝင်မိုးလမ်းလေးနည်းနည်းတော့ရှောက်ရတယ်ပေါ့လေအဲရှောက်ပြီးတော့စနိုဘီအောက်ကနေပြီးတော့အဆောက်အုံအပေါ်ကိုလှမ်းပြီးရိုက်ထားတဲ့ view ပေါ့ဒီကအကုန်လုံးတော့မမြင်ရဘူးသူကွယ်နေတာပေါ့အရန်နှီးွားတော့လေအဲစနိုဘီနည်းနည်းလမ်းလေးရှောက်ပြီးတော့ဝင်ပြီးတော့လက်မှတ်ဝဲကြမယ်ပေါ့နော် သူက package တွေအများကြီးရှိပါတယ်။ဖုန်နဲ့ drink ပါလာရရှိမယ်။နောက်တခြားစီးလို့ရတဲ့ဟာတွေပေါ့နော်အဲ့လိုဟာတွေရောအများကြီးရှိပါတယ်။ဒါကတော့ snowfield လေးပါ vlog တစ်လျှောက်လုံးရှိမှရုပ်မပါသေးဘူးဆိုတော့ရုပ်လေးတစ်ချက်ပြရပါအခုလက်မှတ်တော်ဝယ်လိုက်အောင်မယ်နော် The chicken only one time you can ကဲလက်မလဲရပြီဆိုတော့ snowfield ဆပြီးတော့ဝင်ကြမယ်ပေါ့နော် ဒါကတော့ snowfee တို့ဟိုးအမျော်ကင်ယူသွားကြမှာဆိုတော့အမ်ဓာတ်လေကစီရမယ်ပေါ့နော်ဓာတ်လေကစီဖို့စောင့်နေရပါအာဓာတ်လေကကလေအဲသူအထဲထဲမှာအဲ့လိုမျိုးပုံစံလုပ်ပေးထားတာပြီးတော့အာအမြင့်တက်တာကိုခဏလေးပဲတက်လိုက်ရတယ်ဩခဏလေးပဲ snowfee ဘာမှမလုပ်ရသေးဘူးဟိုချိန်ဒီချိန်လေးပဲရှိသေးတယ်ရောက်သွားရောက်သွားသူကအမှကြည့်နေခဏလေးတွင်ရောက်သွားလိမ့်မယ် အာသူအမှားပေါ့ဘနဲ့ဘနဲ့ဘနဲ့ပေရောက်နေပြီပါညာပေါ့အမြင့်ပေဘလောက်ရောက်နေပြီပါညာအဲ့ပြပေးရဲအပြပေးရခနာလေးပဲဘာမှမကြောက်ဘူးမှာဟဲအမှားရောက်သွားလိမ့်မယ်ကြည့်နေအမ330ပေရောက်တဲ့အခါမှမရောက်ပါဘူးတကယ်ခနာလေးတွင်ရောက်ပါ okay အဒီမာဆက်ဆက်ဂျင်းတွေ့လိုက်ရဲ့ view ယူ show လိုက်အမ show လိုက်လုံးဝမိုက်တယ်နော်လုံးဝ share ပဲတကယ်တကယ်မိုက်တယ် snow fever ဒီနေရာကိုကြိုက်တယ်တည်းမပါတယ်ကွာဒီနေရာကိုလာတာကြိုက်တယ်တည်းမပါတယ်အဲ့လိုမျိုးမျက်စိတစုံအဲ့လိုအရန်လာပြီးဖြူတွေကြည်ရတာဆိုတော့ဖီကြိုက်တယ် ပြောရမယ်ဆိုရင်တော့ဒီဟာက Skywalk အပေါ်ကိုမရောက်ခင်အောက်မှာရှိတဲ့တစ်ထပ်ပေါ့နော်အမ်ဒီမှာလဲ360 degree view ရှိတယ်အဲပတ်ပတ်လဲပေါ့ ်ပတ်ပတ်လဲဟိုရတယ်ဒီပဲအဲ့အရှိမအမှကြည်နေကြအတွေ့အတွေ့ကြည်နေကြအဲ့ဒါလေးဆယ်ပတ်လာမသိဘူးအာထည့်ပြီးွားလို့ရှိလို့ရှင်အာသူတို့ကြည်လို့ရတယ်အဲ့အနီးကပ်ပေါ့ကွာဟို Snowfield ໃຈချီရောဘာတော့မှဆိုလို့ရှင်တခြားတောင်တွေကိုအဲ့လိုမျိုးလှမ်းကြည့်ရပေါ့ဒါမှဒါကတော့ပိုကောင်းတာပေါ့လေအဲ့လိုမကြည်လို့ရတယ်လုံးဝမျက်စိတဆုံးမဲ့ကွာအဲ့လုံးဝမိုက်တယ်ဒီဒီထက်မှရင်တော်တော်ໃຈနေပြီအပေါ် Sky Walk သွားရင်တော့မှဘလောက်တောင်ໃຈမလဲမသိဘူးဒါကကြတော့ဘယုတ်ဂိုင်းလာမသိဘူးတခြားတော့မမမိတော့ဘူးကွာအဲ့ဟာလေး အရင်မိုက်တယ်နော်မသိလို့ရှိရင်ပကြီကားလို့လို့ပါလို့လို့နဲ့ဒါကတော့ Snowfi တို့အပေါ်တက်ကိုမတက်ခင်အောက်မှာပဲ view တွေတဝါကြီးဝါအောင်ကြည့်မယ်ကွာဆိုပြီးတော့အာပတ်ပြီးတော့ကြည်နေရကွာတကယ်ကြည်ရလေတန်ပါတယ်အပီချာမာ Snowfi တို့အဲ့အပေါ်တက်ကိုသွားကြမယ်ပေါ့အပေါ်တက်ကိုမသွားခင်ဒီမှာနည်းနည်းပဲဒီများလိုက်အလိုက်ကြည့်လိုက်ပေါ့အပေါ်တက်မှာလည်းတော်တော်မိုက်လောက်တယ်ဆိုတော့ပြီးမှပေါ်တက်ကိုသွားမယ် ရင်တော့အခုလည်းရှိရမယ်ရဲ့မဟာနဘောကဲအခုကတော့လေလေဖောရတာအရင်များသွားပြီဆိုတော့အန်အဲဒီကြောင်စားကြမယ်ပေါ့နော်စနိုဖီကတော့ဒီမင်းကွတီလေးမင်းကွတီလေးရွေးလိုက်တယ်အာမင်းကွတီလေးစားမယ်ပတ်တရလားမသိဘူးအာလီစားကြမယ်အာလီ ရတာတော့ဘာသာမကြောက်ဒီလလလေးနဲ့စားပြမယ် ောင်းပါဖြူလလလေးကြည့်ပြီးစားတယ်စားတယ်မစနိုဗီစားနေရရင်ကြည်လိုက်အမကြည်လိုက်အမကြည်လိုက်အမစားနေတော့နေရရင်ကဲဟိုဘက်သွားမယ်သွားကြမယ်ဆိုပြီးအသွားတယ်ပေါ့အကြည့်ဒီမှာဒါသူ့ဟိုဟာပေါ့အဲ့လိုမျိုးကြည့်ပြထားတာပေါ့ကွာအမဟိုဘက်ကိုသွားမယ်သွားပြီးတော့အာ အဲ့ဒါယူအစာကြည့်မလို့ပဲ snow view ကိုမကြည့်ဖြစ်ပါဘူးအဲ့ဒါယူနောက်ကြောက်我这是五百拿的，七零的。 ုတ်လာပြီးခါကျန်တဲ့ဆောင်ဘုမညီမတော့ဘုမညီမတော့အခုအမှန်တရားပေါ်သွားပါမယ်။မှန်တရားပေါ်သွားပါမယ်။အောက်မှာလည်းကြည့်လို့ရတယ်။ ဖီရိုဆက်လီကားလေးစီးပြီးတဲ့အခါမှာဒီလိုမျိုးဓာတ်လီကားတစ်ခုကိုအဲ့လိုမျိုးခြေကျင်တက်လို့ရတဲ့လီကားလေးတွေနဲ့လိန်ထားတဲ့ဟာလေးတွေ့ရလိမ့်မယ်။အဲ့ဒီမှာဆိုဖီရိုကအဲ့ခြေကျင်တက်လို့ရတဲ့လိန်ထားတဲ့နေရာလေးကနေပြီးအတက်ပေါ့နော်။တက်မယ်။အဲ့သူ့ရဲ့ဒီဘက်ဘေးမှာသူလိန်ထားတဲ့ဟာကကြတော့ဓာတ်လီကားရှိတယ်။အဲ့ဓာတ်လီကားလေးရဲ့အကြောင်းဆိုဖီရိုအပြန်ကျန်ဆင်းရမယ်နေရာလေးပေါ့။အဲ့ဒါဒါဆိုဖီရိုလမ်းလျှောက်ပြီးတော့အဲ့ဒီကားလိန်လိန်လေးကနေပြီးတော့ Skywalk ရှိတဲ့စီကိုတက်သွားခဲ့ကြပါတယ်။ finally ရောက်သွားပါပြီရှင်။ကဲဆိုပြီးတော့ဝင်လိုက်မယ်เนาะဝင်ပြီးတော့အဲအမှဆက်စားခြင်းတော့ အာတခါမှမရောက်ဝင်နေရဆိုနည်းနည်းအထူးဆန်းပေါ့ကွာအဲ့လိုကျွန်တော်ဖီနေနဲ့လိုက်ပတ်ပြီးရကြည့်ရကွာအရင်ဆုံး skywalk ကိုအရင်သွားရှာမှရမယ်မော snow view အဓိကလာတာကြတော့အိုင်မှန်တရားကိုရှောက်ဖို့ဖြစ်တဲ့အတွက်အဲမှန်တရားကိုအရင်ရှာကြရပေါ့အမ DJ D နဲ့ဆော်လန့်လန့်လေးလေးရှိတယ်ဆန်းဆက်ကိုကြည့်ရင်းနဲ့ဆော်လေးလေးလည်းငန်းလို့ရရပေါ့ကွာအမတွေ့ပြီးအာဝင်ရရပေါ့ပေါ့ skywalk ကိုအိုင်မှန်တရားကိုဝင်နေအပေါက်ကိုတော့တွေ့ပြီးအမကနေကြည့်မိုက်တယ်ဆိုဖီအဲ့လိုမျိုးအရန်ကြိုက်တယ်အဲ့လိုမျိုးကော့ကိုလွတ် လလက်ကိုကကျင်လို့ကအဲ့လိုမျိုးကွာလို့လလက်ဖြစ်နေရအောင်ကြိုက်တယ်ကွာတဲ့သူတို့ဆိုတော့မရှက်ဘူးမြန်မာမှာじゃနည်းအဲ့လိုမျိုးရှက်နေရရင်ရှိနေရရှိသေးတာပေါ့ဆန်းဆပ်ကိုကြည့်ဖို့စောင့်နေကြတဲ့လူတွေပေါ့ဒါမှန်တရားကိုရှောက်ဖို့တော့ဒီမှာအရင်ဆုံးသူတို့ကိုလက်မှတ်ပြရင်းမှရဲထဲဝင်ရသူကတော်တော်လေးများရော မစနိုဗီရှောက်ရိုက်နေတဲ့အမှာတွေ့ခဲ့ရမရိုက်လာခဲ့ရအသူတော်တော်မကြောက်မလန့်အမှာကြည်ရောအမှာအဲ့လိုမျိုးနေရစနိုဗီအောင်မဒီတိုင်းအဲ့လိုမျိုးလန်လန်ကြီးတွားနေဖို့မပြောနဲ့ခြေတော့ခြေတော့မှတွားရင်ကောင်းမလားမတွားရင်ကောင်းမလားလို့အမြင့်ကြီးကိုကွာလုံးဝအမြင့်ကြီးကိုမှန်လေးတစ်ခုပဲခံထားတဲ့အနေဓာကြီးမှာဆိုနည်းနည်းကြောက်နေတာတွားရင်ကောင်းမလားမတွားရင်ကောင်းမလားဒါပေမဲ့လည်းတွားဖို့ပဲလာဆိုတော့တွားတော့တွားဟိုအခြေအိတ်တွေပါ誒တောင်းပြီးရောအခြေအိတ်ခြေတာသူက အခြေအကြီးနဲ့အသေးနဲ့ရှိရကွာအဲကူအစင်ပြာယူပြီးအခြေအီလေးဝစ်ကြပါဗော။နိုဖီကတော့ဖနက်ပေါ်ကပဲထပ်ပြီးဝစ်လိုက်တယ်။ဖနက်ပေါ်ကပဲထပ်ဝစ်လိုက်ပြီးတော့အာစားချောက်ဝင်ပါတော့။ဒါကတော့မလျှောက်ခင်အရှိန်ယူနေရပါ။လျှောက်ဖို့အာအမတတိယအရင်တတိကဲကြီးဆိုတော့နည်းနည်းသူများရဲ့အခြေအနေကိုလိုက်ကြည့်ပြီးတော့အာအပြင်အပြင်ဘက်ကနေလျှောက်ကြည့်နေအဲ့ထဲဝင်ဝင်နေခင်ပေါ့ကဲနောက်ဆုံးတော့ snow video ဝင်မယ်လို့စိတ်ဆုံးဖြတ်ပြီးလိုက်ပြီးတော့ ဝင်มาတယ်အဲ့မှာခြေောက်ကသူလှစ်ကလေးရှိတယ်ကွာလှစ်ကလေးကအဲ့လှစ်ကလေးအစရနဲ့နောက်တစ်စင်းကိုလှမ်းလိုက်ပြီဆိုအဲ့မှန်တရားပေါ်ရောက်ပြီအဲ့မှာစနိုဘီနောက်တစ်စင်းကိုလှမ်းဖို့အဲ့မှာအမအမတိုင်ပတ်နေရအလန့်ရင်ကောင်းမလားအမဘယ်လိုလုပ်ရမလဲမသိဘူးအမဟောဖြစ်နေအောက်ကတော်တော်ကြီးမြင့်နေကွာမြင့်တော့အမြင့်လဲနည်းနည်းကြောက်ရတယ်မပါလဲဆိုတော့ကွာတိလားအမကြီးဖြစ်နေအောင်ကြည့်လိုက်ဖြစ်နေအောင်ကြည့်လိုက်အမကြည့်လိုက်အမ အမအမအမနင်းလိုက်ပြီအမနင်းလိုက်ပြီအမနင်းနင်းတော့နင်းရဲသွားပြီဒါပေမဲ့အရင်တွတ်တွတ်လပ်လပ်မလန်းရဲသေးဘူးกว่าဒီလားအောက်ကိုကြည့်ပြီးရောရှောင်းရင်ပိုကြောက်ဖို့ကောင်းတယ်ဒီလားအဲ့ခဏပြန်ထိုင်ထိုင်ပြီးတော့အောက်ကိုမကြည့်ပဲနဲ့ဟိုဘက်ကိုပဲကြည့်ပြီးတော့ရှောင်းရင်ကောင်းမလားဆိုပြီးတော့အောက်ကိုမကြည့်ဘူးကဟိုဘက်ကိုကြည့်ရှောင်းမယ်ဆိုပြီးတော့အာအောက်ကိုမကြည့်ပဲနဲ့အပေါ်အပေါ်ပေါ့အပေါ်ဘက်နာကိုကြည့်ဖြောက်တော့နည်းနည်းတော့ရသွားတယ်ဒါပေမဲ့ပြုံးမကြဘူးဆိုတော့တေချာတိသွားတဲ့အချိန်မှာတော့ လာလောက်ကြီးကြောက်စိတ်ကအလောက်တော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်ကစက်ရုပ်လိုဖြစ်နေတယ်အမှန်ရပြီအမှန်ထိုင်လိုက်ပြီထိုင်ဒီနေရာလေးကိုဒီနေရာလေးမှာထိုင်မယ်ဆိုရယ် plan နဲ့အာတုံတုံလေးတုံလေးနဲ့ရှောက်လာအမှန်ကွာထိုင်သွားရင်အမှန်မှပစံကြီးပွင့်နေအောင်တည်ရဲ့ဟေးအမလှူပေးနေအာပြီးမှပစံလေးပြန်ပိတ်ပြီးတော့အမအာအမပြီးလေပြီးရောအမစနိုဖီနည်းနည်းပါအမသူကလည်းကြွယ်သွားသေးတယ်ကွာအမနည်းပါအပျော်သွားပြီအမစင်ပြေသွားပြီ တဖို့ရဲ့ဘေးဆိုရတဖို့ရဲ့ခိုင်းနေသေးတယ်။အာဒါကြတော့အနီးကပ်ပေါ်ဒီမှာလုံးဝမကြောက်တော့ဘူး။သူကအစပိုင်းလေးပါပဲ၆လောက်ချရတဲ့အချိန်လေးပဲကွာ။အရင်မြင်တော့လန့်နိုင်ရှိတာ။နောက်ပိုင်းပြုတ်မကြောက်ဘူးဆိုရင်အသိစိတ်ဝင်သွားရင်ဒါတော့ကြောက်စိတ်ကအဲ့လောက်ကြီးမရှိတော့ဘူး။ဒါအရင်တော့မိုက်တယ်။ နာစနိုဗီယာကျတော့တူနဲ့ဆိုတော့တိတ်ပြီးလွတ်လပ်လပ်နေလို့မရအောင်မနောက်ကွာဒီနေရာကိုလာမယ်ဆိုလို့ရှိရင်ဘောင်းမီတို့ဘောင်းမီအရှေတို့ဘောင်းမီအတူဆိုလို့ရှိရင်လည်းကွာအဲ့လိုမျိုးနည်းနည်းဟိုဟိုထိုင်လိုက်လို့ရှိလို့ရှိရင်ပွားမနေတာမျိုးဝက်ဘော့စနိုဗီအကြံပေးခြင်းနဲ့ဒီလားလွတ်လပ်လပ်ရှိတာပေါ့ကွာစနိုဗီဒါဆိုနည်းနည်း round fashion ဖြစ်သွားတာပေါ့ဒါဆိုလို့ရှိရင်နည်းနည်းဒီလိုဒီလို fashion တွေက အဲ့လိုမျိုးအဲ့လိုမျိုးမဝက်နဲ့အဲ့လိုမွေးကြနဲ့ဒီလိုမျိုးနေရလာမယ်ဆိုရင်ဒါဆိုတော့ဒီနေပါမကြောက်တော့ဘူးဆိုတော့လမ်းလေးရှောက်ပြီးဟိုကြည့်ဒီကြည့်ပေါ့အာကြည့်ပြီးတော့အာမပဲများပြီမပဲများပြီပဲများပြီအမ်ပဲများပြီအမအာပါရရှောက်ပြီးတော့အဲ့လိုမျိုးတပ်ပုံနေပါရိုက်ပြီးတော့မပဲဆိုပြီးပြန်လာခဲ့ပေါ့ ဲဒါကတော့ sunset ကြည့်တာပါ sunset ကို snow fee video 3လေးပေါ်လာရခဲ့တာဆက်ဆောက်ဆုံးကြည့်ရချိန်ပေါ့နည်းနည်းကြာသွားတဲ့အချိန်မှာသူ့ရဲ့ view လေးကနည်းနည်းလေးပိုလာလာသူကကြာလေးကြာလေးပိုလာလာတဲ့မျိုးပေါ့နော်သူ့ထက်နည်းနည်းလေးအချိန်ပိုကြာသွားတော့အခုအဲ့လိုမျိုးလေးပေါ့လေးလေးကတပြူးပြူးတိုက်ပြီးတော့အဲ့လိုမျိုး view လေးကပိုမှန်သွားလေးပိုလာလာလေးပေါ့အဲ့လိုမျိုးလေးဖြစ်နေတာ ွာဒီလားအတူတက်ပုံမောင်သွားတဲ့အချိန်မှာပို့ပြီးတော့လှသွားလေဒီဖြူဖြူနဲ့ဆိုပြီးအေးလေးတောက်ပြီးအေးစစ်စစ်လေးပဲချီပြီးပြန်လာခဲ့ရပေါ့နော်ဒါကတော့ game power မဟာနခွန် skywall လေးဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူတက်ရောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်